မဟုတ်လာမဲ့ရွေးကောက်ပွဲကတိုင်းပြည်ပြောင်းလဲရေးအတွက်အရေးကြီးတဲ့အတွက်ကြောင့်မွတ်စလင်တိုင်းမဲပေးဖို့အရေးကြီးတယ်ပေါ့နော်မွတ်စလင်မွတ်စလင်တိုင်းမဲမဲပေးကြဖို့တိုက်တွန်းခြင်း ਨੇ နောက်တစ်ခုက1962မတိုင်ခင်လွတ်လပ်ရတဲ့48ကနေပြီးတော့60နှစ်အထိတနိုင်ငံလုံးအတိုင်းတာအဆက်ဆက်အရရာကောင်းခဲ့တယ်အဲ့ဒါကအဓိကတော့ဒီမိုကရေစီစနစ်ထွန်းကားလို့ပဲဖြစ်တယ်အဲ့ဒီအတွက်ကြောင့် ဒီဒီမိုကရေစီစနစ်ထွန်းကားတဲ့အချိန်မှာ လူများစုရောလူနည်းစုရောပညာရေးပိုင်းရော စီးပွားရေးရောဘက်ဆုံကဏ္ဍပေါင်းစုံကောက်ခဲ့တယ်။ဒီဒီမိုကရေစီစနစ်စိတ်သုံးသွားပြီးတဲ့62ခုကနေအခုအချိန်ထိရောဖက်ဖက်ကနေပြီးတော့တိုင်းပြည်ရဲ့အခြေအနေကဆုတ်ယုတ်ကြဆင်းလာတယ်။ဆုတ်ယုတ်ကြဆင်းနေတယ်။လူနည်းစု အခွင့်အရေးလူအခွင့်အရေးစီးပွားရေးလူမှုရေးဘက်ပေါင်းစုံကြဆင်းနေတယ်။ ဲ့တော့ဒီအခြေအနေရနေပြီးတော့အပြောင်းလဲတခုဖြစ်ဖို့အတွက်ကိုလူတိုင်းကဥဒ္ဒချက်သေးတဲ့ဝင်အနေနဲ့ပါဝင်ဖို့လိုတယ်။ဒီအတွက်ကြောင့်ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးအတွက်ကိုလူတိုင်းကဒီမိုကရေစီအရေးကိုဦးစားပေးပြီးဆောင်ရွက်မဲ့ပါတီလူအခွင့်အရေးကိုစိတ်ရှုဆောင်ရွက်မဲ့ပါတီလူနေစုတွေအပေါ်မှာစာနာထောက်ထားတဲ့ပါတီအစင်လာကောင်းပြီးတော့အများအတွက်ကိုကြိုးစွန်းအနစ်နာခံခဲ့တဲ့ပါတီကိုမဲပေးဖို့တိုက်တွန်းလိုပါတယ်